အဲဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ဖုန်းတစ်လုံးဝယ်တဲ့အခါမှာတိထားရမယ့်အချက်တွေလိုအပ်တဲ့အကြောင်းအရာတွေကိုဒီဗီဒီယိုလေးမှာပြောပြသွားမှာပါ။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနိုင်ငံမှာရှိတဲ့ပေါ့နော်လူအများစုကဖုန်းတစ်လုံးဝယ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်နံပါတ်၁ပါလို့လို့ဆိုရင် YouTube လိုနေရာမျိုးမှာသူတို့ review တွေသွားကြည့်ကြတယ်ပေါ့နော်။ဒီအကြောင်းအရာမှားလားဆိုရင်တော့မှားဘူး။ကျွန်တော်ကိုယ်တိုင်လည်းဒီဖုန်းတွေဝယ်ခဲ့တဲ့အခါတုန်းကအခုလိုမျိုးလောက်ခဲ့ဘူးတယ်ပေါ့နော်။အဲကြည့်ခဲ့ဘူးတယ်။ဒါမှမဟုတ်လို့မဖြစ်အောင်အခုလိုမျိုးပြောဖို့အဲကျွန်တော် ไอเดียလေးရလာပြီးတော့လာပြောပေးတာပါဗောနော်ဒီဖုန်း reviewer တွေကသူတို့တွေကဘာလဲလဲဆိုလို့ရှိရင်အဲသူတို့ sponsor ပေးထားတယ်ဆိုတော့သူတို့တွေဒီပြောကြတယ်ဗောတတိသားမိလာတော့မသိဘူးစိုးကွက်တွေ네비ကောင်းကွက်တွေများနေလည်းနေဗောနော်ဒီ bear brand man လာလာသူတို့တွေကောင်းတာလေးတော့ပဲရွေးပြောသွားပြီးစိုးတာလေးတွေကိုနည်းနည်းခြံခဲ့ကြတယ်ဗောနော်အဲဒီကသူတို့တိုက်ခိုက်တာမဟုတ်ဘူးအဲကျွန်တော်ကအဲကျွန်တော်တို့လို့ဒီဗောနော်ဒီဝယ်တဲ့လူတွေဘက်ကကြည့်မယ်ဆိုလို့ရှိရင်ဒီမကောင်းတဲ့ဖုန်းတစ်လုံးကိုကျွန်တော်တို့တွေသုံးမိသွားရေဆိုကျွန်တော်တို့ကဒီ တ်ဆန့်ရှိတဲ့အတိုင်းဝိုင်းတွေကဆိုရင်တော့အဆင်ပြေတယ်ဘာမှမဖြစ်ဘူးဗျာဒီတာမန်လူရန်စားဘွားကနေခုလိုမျိုးဖုံးတလုံးဝယ်ဖို့ဆိုရင်ကိုစုရတာကိုပဲနားလဲဟုတ်တယ်မလားဒါကြောင့်မလို့ကျွန်တော်ဒီဗီဒီယိုလေးမှာဒီအကြောင်းအရာတွေကိုပြောမှာပါကျွန်တော်ဆိုလိုချင်တာကဒီသူတို့ဒီ reviewer တွေအားလုံးကိုလည်းကျွန်တော်တို့ညီုံလို့မရဘူးအားဓာတွေထက်ပိုပြီးကောင်းတာနံပါတ်1ကဒါတွေပါပဲပေါ့နော်ဒီကျွန်တော်တို့ဒီနိုင်ငံမှာဆိုလို့ရှိရင်ကျွန်တော် Facebook တွေမှာအခုလို GP တွေရှိတယ် group တွေရှိတယ် အဲ group တွေမှာဆိုလို့ရှိရင်သူတို့ကိုယ်ဝယ်ခြင်းနဲ့ဖုံမျိုးစားကိုကိုသိလိမ့်မယ်အဲ့ဒီဖုံမျိုးစားရှိတဲ့ GB တွေထဲမှာသွားပြီး join မှာပေါ့နော်ပြီးသွားလို့ရှိရင်ဒီဖုံရဲ့ error တွေအားလုံးကိုကိုကသိသွားပြီဆိုလို့ရှိရင်ငါဒီ error တွေအားလုံးကိုလက်ခံနိုင်လာပေါ့နော်ဥပမာ gamer တယောက်ကဂိမ်းစောတဲ့အခါမှာထွက်ထွက်သွားတဲ့ဖုံတစ်လုံးကိုပိုင်ဆိုင်ရမယ်ဆိုရင်အဆင်ပြေမလားပေါ့နော်လုံးဝအဆင်မပြေပါဘူးတကယ်ပါကျွန်တော်ဂိမ်းစောတဲ့လူတွေလောင်နာတွေကကိုကိုယ်တိုင်ဆော့လို့ကိုကိုယ်တိုင်နားလေတယ် ဒါကြောင့်မလို့ကျွန်တော်တို့ဒီဂိမ်းစောတဲ့ခါမှာအဆင်ပြေဖို့ဆိုလို့ရှိရင်အဂိမ်းမင်းဖုန်းတွေရှိတယ် iPhone တွေတဲကမှကိုကရွေးချယ်ထားပြီးသွားပြီဆိုလို့ရှိရင်နောက်နံပါတ်တစ်ခုကဘာလုပ်ရမလဲဆိုကျွန်တော်တို့ဒီအဲ့ဒီ GB မှာသွား join ပြီးတော့ error တွေကိုကိုကဒီဖုန်းမိုဘယ်ကင်တလားလောက်ကြားထဲမှာထိုင်ပြီးနားထောင်နေပေါ့နော်အကယ်၍ကို error တစ်ခုခုဖြစ်ခဲ့ရင်တောင်မှပဲအလွယ်တကူဖြေရှင်းလို့ရတယ်ပြီးတော့ကိုကအဲ့ဒီ error ကိုလက်ခံနိုင်လားလက်မခံနိုင်ဘူးလားဆိုတာလဲကြိုပြီးပြင်ဆင်လို့ရတယ်ပေါ့နော်အဲဒါကနံပါတ်1အရေးကြီးဆုံးကတော့ကျွန်တော်တို့အစောပြောလို့ကိုဝယ်မဲ့ဖုန်းကို ဖုန်းရဲ့အမျိုးအစား GPU ကို light join ပြီးတော့သူတို့ရဲ့ feedback တွေစာကြခြင်းတွေကိုကိုကနားထောင်အောင်ပါဒီ reviewer တွေပြောတာတွေကျွန်တော်နားယောင်လို့မရဘူးသူတို့တွေက sponsor ရလို့အခုလိုပြောတာပေါ့နော်အဲနောက်တစ်ခုကကြာတော့ကျွန်တော်တို့ဒီကိုဝယ်ခြင်းနဲ့ဖုန်းကတစ်မျိုးစိုင်ရောက်သွားတဲ့အခါမှာကျွန်တော်တို့ဝယ်ခဲ့တာတစ်မျိုးပေါ့နော်ဒီဟာလုံးဝကိုမှားနေတဲ့အရာတစ်ခုပါပေါ့ကျွန်တော်တခါဖြစ်ဘူးတယ်ကျွန်တော်ကင်ကြနာကမီဒါပေမဲ့စံဝင်ရောက်သွားတဲ့အခါမှာသူတို့တွေဝိုင်းပြောပြီးတော့ဗောနော်အစင်ပြေတဲ့တော့ကျွန်တော်တက်ကနိုကြီးဝယ်ဘူးခဲ့တယ်ပေါ့ အဲဒါပေမဲ့ကျွန်တော်တက်ကနိုကမကောင်းဘူးလားဆိုတော့ကောင်းတော့ကောင်းတယ်ဒါပေမဲ့ဆိုတော့ကျွန်တော် gaming နှမရဲ့အတွက်အရင် smooth မဖြစ်ဘူးပေါ့နော်ဒါကကျွန်တော်ဒဲပဲပြောတာကိုကင်ဘူးလို့ကိုသုံးဘူးလို့ပေါ့နော်အဲအဲ့လိုပေါ့အဲ့လိုတွေဖြစ်သွားလိမ့်မယ်ကျွန်တော်လိုမဖြစ်ရအောင်ကျွန်တော် debut လေးကိုပြောပြတာဒါကြောင့်မလို့ကိုဘာဖုံးခင်မှာလဲပေါ့နော်ကိုအဓိကကိုဝယ်ခြင်းနဲ့ဖုံးရဲ့အမျိုးအစားပါလဲဥမာအခုကျွန်တော်ကင်နေတဲ့ဖုံးကဘာဖုံးလဲနှုတ်တွဲတာဘူးနော်ဒီနှုတ်တွဲတာဘူးဒီကောင်ဆိုလို့ချင်းကျွန်တော်ဆိုင်ဝသွားကလေးကကျွန်တော်ဒီဖုံးကိုဝယ်မယ်ဒီ run တလောက် ပြောရလို့ရှိရင် storage တစ်လောက်နဲ့ကျွန်တော် CPU တစ်လောက်ကိုဝယ်မယ်လို့ကျွန်တော်ဆုံးဖြတ်ပြီးသွားတာပေါ့နော်။ဟိုရောက်တော့လည်းကျွန်တော် iPhone တစ်လုံးကိုပဲရွေးချယ်ပြီးတော့ iPhone တစ်လုံးမှဝယ်ခဲ့တယ်။ဒီသူတို့ marketing ဆင်းတဲ့လူတွေပြောစကားကိုကျွန်တော်နားမယောင်ဘူးနဲ့ကျွန်တော်တစ်လုံးစတစ်လုံးမှဝယ်ခဲ့ပေါ့နော်။အခုလက်ရှိအနေအထားအထိကတော့ပေါ့နော်။အဲကျွန်တော်သုံးနေတာဒီ Note 12တော်လေးအဆင်ပြေတယ်ပေါ့နော်။အဲတော်တော်များများအဆင်ပြေတယ်။အဲကျွန်တော်မကြိုက်တဲ့အချက်ကမရှိသလားပေါ့နော်။ဒါပေမဲ့တစ်ခုပဲရှိတယ်ဆိုတော့ဒီစကားပြောတဲ့အခါမှာ white chess လေးနည်းနည်းလေးအတိုးတယ်ပေါ့နော်။အဲဒီကောင်မကောင်းဘူး။ ကျွန်တော်တဲ့ပဲပြောမယ် white chat တိုးတယ်ဆိုတာကျွန်တော်ဖုံးပြောတဲ့အခါမှာအဲတိုးတာတော့မဟုတ်ဘူးအဲအစောကပြောလို့ gain ဆော့တဲ့အခါမှာကျွန်တော်တို့ရေအဲဒီ white chat တွေဖွင့်တာတဲ့အခါမှာပြောတဲ့အခါမှာတစ်ခါလေးတိုးတာလေးရှိရေပေါ့နော်ဒါကရမ်းညော့อืมအဆင်မပြေတာတော့မဟုတ်ဘူးဗျနောက်တစ်ခုက notification မတက်တာဆိုတာကျွန်တော်ဒီဖုန်းကိုစဝယ်ကလေးကဒီ note တွဲတာကော note မတက်ဘူးဆိုတာကျွန်တော်လက်ခံပြီးတော့ဝယ်ခဲ့တာပေါ့နော်ဒါပေမဲ့ note မတက်တာလောက်လို့ရတယ်ဗျဘာမှမခတ်ဘူး စကေး node data ကို user တွေရှိရဆိုလို့ရှိရင်ကျွန်တော် comment မှာမှန်ခဲ့ကျွန်တော်တင်ပေးမှာပေါ့နော်ကျွန်တော် main ချက်ကြီးဆက်သွားလိုက်ကြရအောင်နော်အဲကျွန်တော်ဝယ်ခြင်းတဲ့ဖုန်း user ကိုအင်္ဂလိပ်ကတွေးလာပြီးတော့ iPhone တစ်လုံးမဲ့ဝယ်ပါပေါ့နော်ဒါကနံပါတ်နှစ်အရေးကြီးဆုံးချက်ကဲဒါဆိုလို့ကျွန်တော်တစ်ကကျွန်တော်တို့ဒီ mobile game တလားလောက်ကလေးကကျွန်တော်တို့ဝယ်မဲ့ဖုန်း user ရဲ့ GB ကို light join ပြီးတော့အဲ့က feedback တွေကိုနားထောင်တယ်ပြီးသွားတော့သူတို့အဲအစင်ပြတာတွေမပြတာတွေအားလုံးကိုကျွန်တော်တို့သိမယ်ပေါ့နော်ဒီချိန်မှာကျွန်တော်ပြင်ဆင်လို့ရတယ်နောက်နံပါတ်နှစ်တစ်ခုကကိုဝယ်ခြင်းတဲ့ဖုန်းကိုလည်းဝယ်ပါ ဆိုင်ရောက်မှဖုံးပြောင်းသွားတာတွေမလုပ်ပါနဲ့ပေါ့နော်။ကြည့်ဒါဆိုလို့ရှိရင်တော့နံပါတ်1နံပါတ်2ကိုနားလည်လိုက်မယ်လို့ထင်တယ်။နံပါတ်3ကတော့ကျွန်တော်တို့ရဲ့လက်ထဲမှာရှိတဲ့ငွေအမောင့်နဲ့ပြီးတော့ကို3မှာကဘာအတွက်3မှာလဲဆိုတော့ကိုကိုပြပြသိဖို့လိုတယ်။ကိုရဲ့ငွေမောင့်ကဒီလောက်ကို3ညင်တာဒီလောက်ဆိုရင်လည်းအဆင်မပြေပြန်ဘူး။ Okay ဒီနေရာမှာကျွန်တော်ကြံစာခွဲလိုက်မယ်။အဲမေးကိုဖီမေးကိုနှစ်ခုခွဲလိုက်မယ်။မင်္ဂလီများစွာဂိမ်းမဆော့တဲ့အတွက်ကျွန်တော်တို့တွေ running များစရာမလိုလိုလို CPU ရဲ့ snapdragon တွေဖြစ်ဖို့မလိုဘူးပေါ့နော် ဒါကကျွန်တော်ပြောတာအရှင်းရှင်းလေးပဲမင်းကလေးတွေအများစုက RAM မလိုလို့ CPU လည်းမလိုဘူးအကိတ် game ဆော့တောင်တို့ mobile legend ပေါ့ဗျာအစားရှိတဲ့ဒီ game mobile legend လို့တခြားတက်တီးခွဲတဲ့ game တက်တီးပါပါလေးတော့ပဲဆော့မှာဆိုတော့တို့မင်းကလေးတွေမှာ RAM မလိုဘူး RAM မလိုတော့အဓိကနံပါတ်1ကတို့က camera ပေါ့နော်တို့ဒီတတော်ဆော့တာပဲဖြစ်နေနေဓာတ်ပုံရိုက်တာပဲဖြစ်နေ camera ကောင်းတဲ့ဖုန်းလေးတွေကိုရွေးပြီးဝယ်ပေါ့နော်အဲအဓိကတော့ camera ကောင်းလို့ရှိရင်ဆော့ရပြလို့ game ဆော့တဲ့နေရာမှာညံ့သွားနိုင်တယ်ပေါ့နော်ဒီຢာတွေကိုကြာတော့ကျွန်တော်တို့ အဲတခုကောင်းရင်တခုကရှော့ထားတာဒါဖုံးစည်းကွက်ရဲ့မာယာပေါ့ဗျာအဲ့လိုပြောရမယ်ကဲဒါမိတ်စဉ်းစားကြည့်လိုက်ဗျာအဲဒီဂိမ်းဆော့လို့လည်းကောင်းတယ်ကင်မရာလည်းကောင်းတယ်ဖုံးအားလည်းခံတယ်အစသာရအကုန်လုံး perfect ဖြစ်နေတဲ့ဖုံးတစ်လုံးဆိုလို့ရှိရင်ဒီဈေးကွက်ထဲမှာဒီဖုံးမျိုးဝယ်ရမှာပေါ့ဒီဖုံးတွေပဲထုတ်နေမှာပေါ့အဲ့ဒီဖုံးကို upgrade လုပ်ဖို့အတွက် upgrade လုပ်ဖို့အတွက်ကျွန်တော်တို့အဲတို့ဒီ market ကဘာမှလုပ်လို့ရမှာမဟုတ်တော့ဒါပဲလို့ပေါ့ဗျာကျွန်တော်တို့ကင်မရာတစ်လုံးတို့လည်းတစ်လုံးပြန်လျှော့လိုက်အဲ့လိုပေါ့တို့ idea နဲ့တို့သွားနေကြတာပေါ့နော်ဒါကြောင့်မလို့ကျွန်တော် ခြုံငုံပြောလိုက်မှာဆိုလို့ရှိရင်မင်းကလေးတွေအတွက်ကကျွန်တော် RAM မလိုဘူးအပြုအဝါတော့ဒီ CPU Snapdragon နေပါညာကြီးဖြစ်ဖို့မလိုဘူးပေါ့နော်အဲကျွန်တော် RAM စက်လောက်နဲ့အဆင်ပြေတဲ့ကင်မရာကောင်းကောင်းဖုန်းလေး storage များများလေးတွေဝယ်ရရပေါ့နော်ဒီကောင်လေးကလည်းကျွန်တော်ဈေးကွက်မှာဆိုလို့ရှိရင်၄၅သိန်းပတ်ချာလဲလောက်ဆိုအဆင်ပြေပါရဲ့ပေါ့နော်အဲဒါကတာမန်လူတို့ပြောပြတာကိုကအရန်ချမ်းသာနေရဆိုရင်တော့ထုံးတဲ့တိုင်းဘယ်ပေါ့ဗျာကဲဒါဆိုလို့ရှိရင်တော့ဆိုကဒါကမင်းကလေးတွေပြောပြရယောက်ျားလေးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကစိုးတယ်ကျွန်တော်ပေါ့ပေါ့ ဘာလို့လဲကျွန်တော်တို့တွေကမာတီယူဇာကြောင့်သိလားမာတီယူဇာမာတီယူဇာဆိုတာကျွန်တော်တို့တွေမာတီပလီကေးရှင်းအပလီကေးရှင်းတွေအများကြီးသုံးနေကဒီကောင်လေးပေါ်နေမှာကြည့်လိုက်မိုဘိုင်းလေးချက်ပြီးွားရင် PUBG ပြီးွားလို့ရှိရင်ခေါင်းကြီးတို့သိနေ Telegram ပေါ့ဗျာအစရှိတဲ့အရာတွေအများကြီးရှိတယ်ဒီ PUBG လို့မိုဘိုင်းလေးချက်လို့ဆိုလို့ဒီမိုဘိုင်းလေးချက်တော့မဟုတ် PUBG ဆို RAM အရန်ယူတယ်ဗျာ CPU အရန်ယူတယ်အဲ့လိုနေထားမျိုးမှာဆိုလို့ရှိရင်သူတို့က story ကကြတော့အဲ k 18 kg လောက်ဆိုလို့ရှိရင်ဂိတ်ဆုံးမဲ့ထင်တယ်။ဟိုမှာ scan ကအကုန်ထားမှာဆိုတော့18 kg လောက်ဆိုရင်အဆင်ပြေတယ်။ ဒါမှမဟုတ်အစိုးရပြောလို့သူတို့ကြယောက်ျားလေးကြ run လည်းများရမယ် CPU လည်းကောင်းရမယ်ပြီးသွားလို့ရှိရင်အစိုးရပြောလို့ storage လည်းများရမယ် storage ကကြတော့အစိုးရဒီ Telegram တို့လိုနေရာမျိုးမှာသူတို့တွေစကားတွေကြည့်ကြရပေါ့နော်ဒီဟိုကကလာကားပေါ့ဗျာကလာကားအဲကလာကားလိုပုံစံမျိုးတွေဒီ movie တွေပေါ့ကြည့်ကြတယ်အဲ့လိုပုံစံမျိုးဆိုလို့ရှိရင်သူတို့က down ထားပြီးဒီတိုင်းထားထားတယ်အဲ့မှာ storage တွေကအဲ့မှာပြည့်ဥမာပြည့်ပေါ့နော်သူတို့တွေကြတော့ဆိုတော့ CPU လည်းကောင်းရမယ် run လည်းများရမယ်ပြီးသွားလို့ရှိရင်ဒီ storage လည်းများရမယ်ပေါ့နော် အဲ့ဒါလေးအားလုံး perfect ဖြစ်နေတဲ့ဘုံကိုဝယ်ကြတယ်။ဒါပေမဲ့ကိုကအရန်ကြီး game မဆော့ဘူးဆိုလို့ရှင်တော့ run 8လောက်တော့ဝယ်သေးတယ်။အနည်းဆုံး run 8လောက်ထားပြီးတော့ကျွန်တော်ဝယ်သေးတယ်နော်နော်။ဒီ CPU ကကြတော့အဆင်ပြေလို့ဝယ်ပါ။အဆင်ပြေလို့ဝယ်ပါဆိုတော့အခုကျွန်တော်တို့ Snapdragon ကို Gen 2ပေါ့ကျွန်တော်ဖုန်းဆိုလို့ရှင်ဒီကောင်တောင်မှပဲကျွန်တော်တို့ဒီပန်ကားလို့ AirPods တော့မရှိဘူး။ပူတာလည်းရှိတယ်။ heat ရများတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော် CPU တော့အရန်ကြီး counter မလုပ်ချင်ဘူးပေါ့နော်။ဘာလို့လဲဆိုလို့ရှင် CPU ကောင်းနေလေသူ့ပူခြင်းပူနေရဆိုတော့ ဒါကျွန်တော်တည့်ပဲ CPU ဘလောက်ကောင်းနေလဲသူ့ဘာလို့ဖုန်းကပူခြင်းပူနေရပဲပြီးတော့ဒီ gain ထဲမှာအယုံဆွဲလဲအရင်အလောက်ကြီးမဟုတ်တဲ့အတွက် around အဓိကထားပြီးဝယ်စေချင်တယ်ပေါ့နော်ကဲဒါဆိုရင်တော့ယောက်ျားလေးတွေကအနည်းဆုံး run 8လောက်ဝယ်မိန်းကလေးတွေကအများဆုံး run 6ပေါ့နော်အဲ့လိုလေးတွေနဲ့ကိုယ့်ဘာကိုခွဲခြားပြီးဝယ်ပါ run နည်းသွားလို့ရှိရင်ဈေးနှုန်းလေးနည်းနည်းကျသွားလိမ့်မယ် run များသွားရင်ဈေးနှုန်းလေးနည်းနည်းပိုသွားလိမ့်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဒီအချက်၃ချက်ကိုလိုက်နာပြီးသွားတဲ့အခါမှာမိတ်ဆွေတင်တကယ်အဆင်ပြေသွားပါလိမ့်မယ် ဖုံးဝယ်တဲ့အခါမှာမဖြစ်မနေသိထားရမယ်အချက်သုံးချက်ကိုနားလည်လိမ့်မယ်လို့ထင်တယ်။နောက်တစ်ခါဖုံးသွားဝယ်ခဲ့လို့ရှိရင်တော့အခုလိုအမှားတွေမမအောင်စဉ်းကျင်နိုင်ကြပါသေးပါတော့။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးခဲ့တဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်လာမယ့်ဗီဒီယိုမှာပြန်တွေ့ကြမှာဗျာ။